မြတ်စွာဘုရားကအမြဲတမ်းအတုပကမ္မထံတွေဟောလို့ရှိတယ်။ဘာလို့အတုပကမ္မထံဟောလို့ဆိုလူတွေရဲ့တွေ့တာမှုတွေများတယ်လေ။အဲ့ဒီတွေ့တာမှုတွေများလို့တွေ့တာမှုတွေကိုဖြောက်ဖို့ရအတုပကမ္မထံဟောတယ်။နောက်တစ်ခါဘေးရာမမမြဲဘူးလို့ဆိုရင်အနိစ္စတရားကိုဟောတယ်။မမြဲတဲ့အရာတွေဟာဆင်းရဲတဲ့ဉာဏ်ဆရာမကောင်းတဲ့ဒုက္ခတွေသာဖြစ်တယ်။ အဲ့ဒီမမြဲဆင်းရဲတဲ့အရာတွေဟာကိုယ်ဘာမှမတတ်နိုင်တဲ့သူ့သဘာဝအတိုင်းဖြစ်ပြီးကိုယ့်လိုတိုင်းမဖြစ်တဲ့အရာအနတ္တသဘာဝတွေသာဖြစ်တယ်ခိုင်မာတဲ့အရာတွေမရှိဘူးလို့နိစ္စဒုက္ခအနတ္တဆိုတော့မြတ်စွာဘုရားရဲ့တရားတော်ဟာအစိုးမြင်ဝါဒလို့ဖြစ်လောကလူတွေဟာအကောင်းကြီးပဲကြည်နေမယ်ဆိုလို့ရှိရင် တန်တရာထဲမှာပျော်မွေးနေမှာပေါ့အဆိုးဆိုတာတမင်ရှာပြီးတော့ကြိတ်ခိုင်းတာမဟုတ်ဘူးလူတွေကအဆိုးကိုမကြည့်တာကောင်းတာလေးပဲကောင်းကွက်ကိုရှာပြီးတော့ပျော်မွေးနေကြတာဖြစ်တယ်အဆိုးနဲ့တွေ့ပြီးဆိုတော့မှအမလေးဆိုပြီးနောက်ဆုံးဖြစ်ကြတာနော်ဆိုပြီးဆိုရင်ဖြစ်ပြီလေလူတယောက်နေမကောင်းတိုင်းမသာပြေလို့ယောဂဖြစ်ပြီးလဲဆိုဆေးုံရောက်တာနော်အဲ့ကြရပြပြသလဲဖြစ်ကုန် ခြေမကင်မီလက်မကင်မီတွေဖြစ်နေသောတော်ကဟောတဲ့အနေဆာဆိုတဲ့အခါကျတော့သိစိတ်ဝင်လာဘူးကိုယ်ကိုနေဆာလိုပဲထင်နေတယ်ယောဂရဲဆိုတာတွေးလိုက်တာနဲ့တပြိုင်နက်မျက်လုံးပြူမျက်စံပြူဖြစ်ကဲပါအောင်ယူပါအောင်ဖြစ်လာတကယ်ကိုကမမြင်တဲ့သဘောဝရှိသည့်အတွက်ကြောင့်ဆင်းရဲဒုက္ခဆိုတာကြုံကိုကြုံလာမှာဖြစ်တယ် နောက်ဆုံးမှာတေခြင်းဆိုတဲ့ဆုံးသက်မှုနဲ့လာမှာပဲဘယ်သူပဲဖြစ်ဖြစ်ကိုကောင်းမောကသဘင်လေးတွေဖြူလာပြန်တော့လေအောင်မဲအန်တူးလိုက်တယ်ဆေးဆိုးပလိုက်တာဖုံးကွယ်လို့ရနေတာကိုဖုံးကွယ်တယ်လိုက်သွားကျိုးတယ်ကိစ္စမရှိဘူးသွားဆိုင်ပလိုက်တချို့ကတော့ချိုးပြီးတော့တောင်ဆိုင်တယ်ဒီမှာလှချင်လို့ခုခေတ်တော့အလှပြင်တာတွေပိုများလာနော် မေးချွန်နေလဲဝိုင်းအောင်ပြင်လို့ရတယ်မေးဝိုင်းနေလဲမေးချွန်လေးဖြစ်ခြင်းနဲ့ပြင်လို့ရတယ်လူတကူလုံးကိုခုဟာပဂရိယုတ်ပျောက်သွားအောင်ပြင်လို့ရတဲ့ခေရောက်လာပြင်တဲ့လူကလည်းတကယ်တော့ပြင်တာပဲအနာခံပြီးတော့ပြင်တာနော်သူ့ကိုယ်သူတော့ဆောင်မုတ်ရှိကောင်းရှိလိမ့်မယ်အနာခံမှအသာဆန်ရမယ်ဆိုအဲ့တော့ညလင်းချက်ကလေးနဲ့လောက်ကြတာ တော့နောက်ဆုံးတော့ဘာဖြစ်သွားလဲနောက်ဆုံးကျတော့တရုတ်ကအကုန်ပေါ်လာတာစကယ်တန်ပဲကျန်တော့တာပေါ့နောက်ဆုံးကျတော့ယူရန်ကြီးပဲဖြစ်သွားတာပဲဆွေနေဘလောက်ဆေးဆူဆေးဆူနောက်ဆုံးကျတော့မနိုင်တဲ့အခါကျတော့ဤကြောင်းကြောင်းလေးဖြစ်ပြီးတော့လက်မြောက်လိုက်ရတာပဲဖြစ်တယ်ဆွေရင်ကျွတ်တော့လည်းပဲအန်တူးကြသေးတာပဲ ရေဒီတွန့်လာတဲ့အခါလည်းပဲပိုတောက်ဆွဲဆေးထိုးပြီးအန်တုကြပြန်လာပဲအဲ့တော့ဘယ်လိုပဲအန်တုတုနောက်ဆုံးကျတော့အရှုံးဟာအရှုံးပဲဘဝပြန်ရောက်သွားတာပဲဖြစ်တယ်ဩမြတ်စွာဘုရားကဟောထားတာအရှိပဂရိကိုပဂရိအတိုင်းမြင်ပါဘဝဆိုတာဟာအစိုးကြီးမဟုတ်ပါဘူးမြတ်စွာဘုရားကဘဝမှာကောင်းတာလည်းရှိပါတယ် ဆိုတာလည်းရှိပါတယ်အကောင်းနဲ့အဆိုးနှမျိုးခွဲခြားပြီးတော့ဟောတယ်သို့တော်မြတ်စွာဘုရားကသရဝရီဘဝကိုမတွေ့တအောင်ဟောတဲ့အခါကျပစ္စမစဉ်အဆိုးမြင်ဝါဒကြီးလို့ဖြစ်နေတယ်ပေါ့တကယ်ကတော့ realism ဆိုရင်အမှန်မြင်ဝါဒသာလင်းဖြစ်တယ်အဆိုးကြီးမြင်တာမဟုတ်ဘူးကောင်းတဲ့အကွက်ကိုလည်းကောင်းတယ်လို့ပြောတယ်မကောင်းတဲ့အကွက်ကိုလည်းမကောင်းဘူးလို့ပြောတယ် ဒါဖြင့်ဘဝမှာကျင့်နှက်เสียဘာရှိတယ်လို့မေးကြည့်ကိုယ့်အကိုဖြေရှားကြည့်ငါလူဘဝရလာတယ်ကျင့်နှက်เสียဘာကောင်းလဲဆိုဘဝကိုအကြောင်းပြုပြီးစိတ်ချမ်းသာမှုကိုချမ်းသာမှုရတာဆိုလို့ရှိရင်ဒါဘဝရဲ့ကျင့်နှက်เสียအမယ်ဘဝကိုအခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရတယ်ဒါနလုပ်ခွင့်ရတယ်သီလဆောက်တည်ခွင့်ရတယ်ပါရမီကုသိုလ်တွေဖြစ်အောင်လုပ်ခွင့်ရဒါကောင်းွက်လို့ခေါ်တယ် ဘဝကိုအကြောင်းပြုပြီးတော့ဒုက္ခသောမနတ္တကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေကိုရတယ်။ဒါဘဝရဲ့ခြေနဲ့ဆရာအတ္တရာလို့ခေါ်တယ်။ဒါဖြင့်အဲ့ဒါတွေရှိတာလားလို့ဆက်တွေးကြည့်လိုက်။ဘဝဟာအနိစ္စသာဝရတည်မြဲနေမှာမဟုတ်ဘူး။ရုပ်လှတဲ့ပုဂ္ဂိုလ်ကလည်းပဲလှပတဲ့ယုတ်ကလေးအမြဲနေမှာမဟုတ်ဘူး။ နုပြူတဲ့ပုဂ္ဂိုလ်ကလည်းဒီနုပြူမှုတွေကစင်ထာဝရမဟုတ်ဘူးเนาะအဲ့ဒီအရာခတ်သိဟာပြောင်းလဲပြီးတော့နေတာဖြစ်တော့じゃんလှပတဲ့ပုဂ္ဂိုလ်ကလည်းမလှမပဖြစ်သွားမှာပဲနုပြူတဲ့ပုဂ္ဂိုလ်ကလည်းပဲဒီဉာဏ်ဉာဏ်ရောဥမင်းနဲ့အသိဉာဏ်ဤရရှိလာမှာပဲဖြစ်တဲ့ကျမ်းမာနေတဲ့ပုဂ္ဂိုလ်ကလည်းအစဉ်ကျမ်းမာမှာမဟုတ်ဘူး မကြမ်းမမှာယောဂဝေဒနာရတဲ့အချိန်ဆိုတော့ရှိတယ်။အစင်သာဝရလူတွေဟာကြမ်းမာပြီးဖြက်လက်ပြီးအစင်သာဝရပျော်ရွှင်နေသလားလို့ဆိုမဟုတ်ဘူး။မပျော်ရွှင်ရမယ့်အချိန်ခါမျိုးတွေလည်းဖြစ်လာတယ်ဆိုဘေးရာမမမြဲဘူးဆိုတဲ့ဝိပရိနာမဓမ္မအစိုးဘက်ကိုပြောင်းနေတဲ့သဘောတွေဟာဘဝမှာကျင့်သက်ဆရာမကောင်းတာတွေပဲ။ကျင့်သက်ဆရာကြီးလည်းမတွေးနဲ့ မကျေနပ်စရာတွေလည်းရှိတယ်ဆိုတာသိရမှာဖြစ်တယ်အဲ့ဒါကိုအာဒီနဝလို့ခေါ်တယ်နော်ကျေနပ်စရာမကောင်းတာတွေတွေ့လာအဲ့ဒါကိုစိတ်ပြည့်စရာကောင်းတယ်မတွေးဘူးလို့မလုပ်နိုင်ဘူးတခါတည်းအရင်ကျတော့တွေးပြရတွေးပြီးမှကိုယ်ဘဝအမှန်ကန်ဖြစ်မယ်မတွေးဘဲနေတဲ့ပုဂ္ဂိုလ်ဟာကောင်းပြန်စပြင်းလေးဖြူတာနဲ့ပဲစိတ်သောကတွေဖြစ်ပြီးတော့ဒုက္ခရောက်တတ်တယ်ပေါ့ ကိုယ်စိတ်ကိုမနိုင်တဲ့အနေထားမျိုးရောက်သွားရတယ်။ကြွတင်ပြီးတော့စဉ်းစားထားတဲ့ပုဂ္ဂိုလ်ဟာနှဖူးတွေဒူးတွေတွေ့လာတဲ့အခါမှာခန္ဓာရည်တွေရှိတာခန္ဓာရည်ရှိဒါကြောင့်ခန္ဓာရည်ရှိအောင်အကောင်းဆုံးကိုမျှော်လင့်ထားသလိုအဆိုးဆုံးကိုလည်းရင်ဆိုင်မှုအသိရှိဖို့လိုအပ်တယ်။မြတ်စွာဘုရားကသင်တာအဲ့ဒါပါပဲ။နော်။ဘဝမှာကောင်းတာတွေရှိတယ် မကောင်းတာကတော့မတည်မြဲခြင်းပဲဖြစ်တယ်အဆိုးဘက်ကိုသွားနေတာဖြစ်တယ်ဒါဖြင့်ဒီဘဝကထွက်လန်းရောရှိရလားဆိုရှိပါလေဘာနဲ့ထွက်ရမလဲလို့ဆိုရင်ဘဝပေါ်မှာခြေနဲ့နေတဲ့တဏှာကိုဖယ်ရမှာဖြစ်တယ်ခြေနဲ့တာတစ်ခုတည်းနဲ့ဘဝကယုံထွက်လို့မရတော့ဘူးမခြေနဲ့ဆရာတွေကိုကြည့်ပြီးတော့ခြေနဲ့မှုတွေအမှန်မဟုတ်ဘဲနဲ့ ကိုကိုလိန်လေပြီးတော့လှည့်စားထားတဲ့လှည့်စားမှုတွေအဆုံးသတ်ပြီးတော့အမှန်ကန်မြင်အောင်ကြိုးစားခြင်းဟာဘဝရဲ့ထွက်လန်းမဲ့ဖြစ်ပါလေလို့မြတ်စွာဘုရားကဟောတာအတ္တရာတဲ့ enjoyment ဆိုတာဉာဏ်ဆရာကောင်းတယ်အာဒီနဝနော်အပြစ်အနာစာ fault နေတရဏ exit ဘဝကထွက် ထွက်ဖို့အတွက်လည်းလမ်းကြောင်းပေးတယ်အဲ့ဒီထွက်ပေါက်မရဘူးဆိုလို့ရှိရင်လူဟာကြောင်ပိတ်မိပြီးတော့စိတ်ထွက်ပေါက်မရတဲ့အခါမှာဆိုရင်ကြီးငိုကြွေးခြင်းနဲ့တခြားနည်းတွေနဲ့ထွက်ပေါက်တွေရှားကုန်ကြတယ်အရသောပြီးထွက်ပေါက်ရှားတယ်ဘိဒီဒီမူရဆေးတွေအသုံးပြုပြီးတော့ထွက်ပေါက်ရှားတယ်ဆိုတာတွေဖြစ်ကုန်စိတ်ဖြစ်စိတ်လာပြီဆိုရင်ထွက်ပေါက်ရှားအဲ့တော့ အဲ့ဒီထွက်ပေါက်တည်းဟာမှန်လားလို့ဆိုမမှန်ဘူးမှားရင်းနေမှားရင်းရောမကဘူးလူဘဝကိုထိခိုက်စေအလုံးကိုထိခိုက်သွားစေဒါကြောင့်မို့ထွက်ပေါက်ဆိုတာဟာကိုယ်အထင်ရောက်ပြီးတော့တွေ့တားနေတဲ့ဘဝပေါ်မှာတွေ့တားနေတဲ့တဏှာကိုလျှော့ချခြင်းတဏှာကိုဖယ်ရှားခြင်းဟာတကယ်ထွက်ပေါက်ပဲဖြစ်တယ်လျှော့ချဖို့ဘာနဲ့လျှော့ချရမလဲ အမှန်ကန်သိအောင်စဉ်းစားခြင်းဖြင့်လျှော်ချတယ်။ဝိပဿနာတရားအထုတ်တယ်ဆိုရင်အမှန်ကန်ကိုမြင်အောင်ရှုမြင်သုံးသပ်ခြင်းပဲဖြစ်တယ်လေ။အမှန်ကန်မြင်အောင်မစဉ်းစားဘူးဆိုလို့ရှိရင်အဖြေဆိုတာထွက်လာမှာမဟုတ်ဘူး။ဒါကြောင့်မို့အစ်စ်အမှန်ကိုတွေးရှိအောင်လုပ်အောင်။ဒါကြောင့်မို့ဘုရားရဲ့အဆုံးအမတရားတော်တွေဟာပစ္စမစဉ်ဆိုတဲ့ဒီအဆိုးမြင်သွားတာမဟုတ်ဘူး။ အဆုံးမြင်ဝါဒမဟုတ်တော့ optimism ဆိုတဲ့အကောင်းမြင်ဝါဒလားဆိုအကောင်းမြင်ဝါဒလည်းမဟုတ်ဘူးအဆိုးကိုဆိုးလို့မြင်တယ်အကောင်းကိုအကောင်းလို့မြင်တယ်ကောင်းတာကိုကောင်းတယ်လို့မြင်တယ်ဆိုးတာကိုဆိုးတယ်လို့မြင်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့အဆုံးမဝါဒဗုဒ္ဓဝါဒ realism လို့ခေါ်တယ်အမှန်ကိုမြင်တာပဲအမှန်မြင်အောင်ကြိုးစားအတော့